ကဲဒီနေ့တော့အချစ်အကြောင်းပြောပြမယ်နော်အချစ်နဲ့ပတ်သက်ရင်အချစ်ဟာဘဝမှာဘယ်လောက်ထိအရေးကြီးတယ်လဲစသဖြင့်ပေါ့ကျွန်တော်တို့ဟောပြောဝဲတွေ talk တွေ post တွေအောက်မှာမေးထားတဲ့သူတွေအများကြီးရှိအဲ့တော့သိကြပါသလားသိကြ comment မှာရေးပါအောင်အချစ်ဟာဘဝမှာဘယ်လောက်ထိအရေးပါတယ်လို့ထင်လဲကိုဘဝမှာဘယ်လောက်ထိအရေးပါတယ်အဲ့ဒါလေးရေးကြည့်ပါအောင်အချစ်ဟာဘဝမှာဘယ်လောက်ရာခိုင်နှုန်းလောက်အရေးပါလဲပေါ့အချစ်နဲ့ပတ်သက်ရင် လူတွေကတော့သိကြတယ်အချင်းမရှိရင်လူသားတွေကရက်တည်နိုင်မှာမဟုတ်ဘူး။အကဘာအမရှိတဲ့ဂန္ဓဝင်ဇက်တော်ကြီးတွေဇက်တွေပြဇက်တွေဝိထုတွေရုပ်ရှင်တွေဇလန်းတွေမှန်သမျှအချင်းမပါတာမရှိသလောက်ပဲမရှိသလောက်ပဲ။ဆိုတော့ကျွန်တော်တို့မြမအစင်လာမှာလည်းပဲသူ့မြင်လိုက်တာနဲ့ယူသူ့သွားပါစီနော်သူ့မြင်လိုက်တဲ့မြင်လိုက်တဲ့သူတိုင်းသူ့ရဲ့အလှတရားမှာမိန်မော်ပြီးယူသူ့သွားပါစီလို့ဆုတောင်းထားတဲ့သူတို့အူရှိတယ်။အဲ့သူ့နာမည်ကိုသိပါလား။သိရင်ကောင်းမွန်မှာတစ်ချက်လောက်ရေးကြည့်ပါဦး။ ဟုတ်ပါတယ်အုံမာဒန်နီမင်းသမီးဖြစ်ပါအော်အမဒန်နီမင်းသမီးအကြောင်းပြောရင်ဒါတော်တော်များများတော့ကျွန်တော်တို့ရင်းနှီးပြီးသားပါဟုတ်လားကျွန်တော်တို့အရင်တော့လည်းဒါအမဒန်နီအကြောင်းဇက်တီမှာလည်းကပြတာတွေဒါတွေအများကြီးရှိတဲ့အတွက်ကျွန်တော်တို့ဒါကျွန်တော်တို့မြန်မာပြည်သူလူထုကရင်းနှီးပြီးသားပဲအော်အမဒန်နီလို့ပြောရင်ကျွန်တော်တို့ကတိဝိမင်းပေါ့နော်တိဝိမင်းနဲ့အဘိပါရကစစ်သူကြီးတို့ကတေချာပေါက်ပါဆိုတော့တိဝိမင်းနဲ့ဒီအဘိအဘိပါရကစစ်သူကြီးတို့ကတငယ်ချင်းတွေဖြစ်တယ် တက္ကသိုလ်ပြည်မှာပညာသင်စဉ်ကလေးကတိဝိမင်းနဲ့အဘိပါဒကစစ်သူကြီးတို့ကတငယ်ချင်းတွေဖြစ်ပြီးတော့တိုင်းပြည်ကိုတိဝိမင်းကတောင်းဝင်ရတဲ့အချိန်မှာလည်းပဲသူ့တငယ်ချင်းအဘိပါဒကတိစစ်သူကြီးအရာပေးတာဖြစ်ပါတယ်။အဲ့တော့အော်မာဒာနီရဲ့ဖခင်ဟာသူ့ရဲ့သမီးတော်လေးဟာသူ့ရဲ့သမီးကအလွန်လှပတဲ့အတွက်သူ့ရဲ့သမီးကိုတိဝိမင်းကိုသွားပြီးတော့ပေးတာပေါ့ဆက်တာဘယင်မင်းမြတ်တန်ဆက်တာအဲ့တော့ဒါပေမဲ့ဘယင်ဆိုတာလည်းပေးတိုင်းရှောက်ယူလို့မရဘူးဘယင်ဆိုတော့သူ့သမီးပေးခြင်းတဲ့သူတွေကြီးပဲ။ ပေးတိုင်းသာယူရင်မိဖုရားတွေအကုန်လုံးများကုန်ပါဘူးအဲ့တော့ဘာလို့ဘာလို့လဲဆိုတော့တိဝိမင်းကပုံတော်တွေကိုဆေလွတ်ပြီးတော့မှအုံမာဒာနီရဲ့ကြံရင်လက္ခဏာတွေမိမကောင်မိမမြတ်တို့ရဲ့လက္ခဏာတွေပြည့်စုံမစုံစစ်ဆေးခိုင်းတယ်ဆိုတော့ပုံတော်တွေကအုံမာဒာနီကိုတွေးလိုက်တာနဲ့အုံမာဒာနီရဲ့အလှတရားမှနစ်ဒီနစ်မျောသွားပြီးတော့မှအယောင်ယောင်အမမတွေဖြစ်ကုန်တော့အုံမာဒာနီကဒေါသထွက်ပြီးတော့ပုံတော်တွေကိုနှင်လွတ်လိုက် ေါသဆိုတာလည်းနော်စဉ်းစားပါအတိုင်းအဆနဲ့ထွက်ပါလောကနီတိရပြောတဲ့တရားဘူးဒေါသထွက်လို့ရတဲ့သူက120ဘူးလောက်ဒေါသသွားထွက်လာရင်ကိုဘွားမှာထိခိုက်မှုတွေရှိအပုံတော်တွေကသူတို့နှင်လို့လိုက်တဲ့အုံမာတန်တွေကိုအညှို့ထပြီးတော့ဘယင်မင်းမြတ်ကိုမဟုတ်တာတွေလီစေပြီးရှောက်အုံမာတန်တွေကမင်းမကောင်းမင်းမမြတ်မဟုတ်ပါဘူးမင်းမယုံဖြစ်ပါတယ်လို့ရှောက်တဲ့ကဘယင်မင်းမြတ်ကလက်မခံတော့ဘူးအုံမာတန်တွေအဲ့တော့အမရဏီရဲ့ဖခင်ကလည်းပဲသူ့သမီးကိုဘယင်ကလက်မခံတော့တခါနောက်တစ်ချိန်ကြိုးစားတဲ့အနေနဲ့အဘိပါရကစစ်သူကြီးကိုသွားပြီးဆက်တဲ့အခါအဘိပါရကနဲ့ကြတော့အဆင်ပြေသွားတယ်အောင်မြင်သွားတယ် ဒါနဲ့အဘိပါရကစစ်သူကြီးရဲ့အုံမာဒာနီယာစစ်သူရဲ့ဂရောဖြစ်သွားတယ်။ဒါပေမဲ့အဲ့ဒါလို့အုံမာဒာနီကစစ်သူရဲ့ဂရောဖြစ်သွားတာကိုဘယင်းမြင့်မြတ်ကမသိဘူးတဲ့။အဲ့တော့အိတ်ခေရဲ့ထုံတန်းစင်လာရနန်းနွေးရဲ့ကိစ္စရမဟုတ်ရင်ဒါဘယင်းမြင့်မြတ်ကိုရှောက်ဖို့မလိုဘူးလားတော့မသိဘူး။ဒါမှမဟုတ်လေလက်ထက်စားမလို့မသိသေးတာလားဒါတော့မသိဘူး။ဘယင်းမြင့်မြတ်ကအုံမာဒာနီကအဘိပါရကစစ်သူကြီးရဲ့ဂရောမဲမသိဘူးတဲ့။အဲ့ဒီအချိန်မှာတိုင်းပြည်မှာနက်ခတ်သဘင်ပွဲကြီးစီရင်ခြင်းပါဆိုတော့နက်ခတ်သဘင်ပွဲကိုဘယင်းမြင့်မြတ်ကမြင်းရထနဲ့ စင်စီတာမဟုတ်ဘူးเนาะမြင်းရထနဲ့လှဲ့လေကြည့်ရှုအဲ့လိုကြည့်ရှုတဲ့အချိန်မှာအမန်တော့အဘိဘာကစစ်သူရသူမိမအောင်မှားထားပြီးသားပဲအုံမာဒန်ဒီအပြင်မထွက်နဲ့သူ့ကိုတွေးလိုက်တဲ့သူတိုင်း YouTube ပြီးဆွဲလန်းသွားတာဗောအတူတူဘယင်ကိုထွက်မတွေ့နဲ့ဗောနော်ဒါပေမဲ့အုံမာဒန်ဒီကတိဝိမင်းပေါ်မှာအညှိုးရှိတာတိဝိမင်းကအဘိဘာကစစ်သူရဲ့အိမ်နာကိုရောက်လာတဲ့အချိန်မှာအုံမာဒန်ဒီကအညှိုးကြည့်တဲ့အတွက်လက်စားချေမဲဆိုပြီးတော့လေတာပရင်ကနေခဏထွက်ပြီးတော့တိဝိမင်းကြီးရဲ့ဒီမြင်းအထားပေါ်ကိုပန်းနေနဲ့ကျဲလိုက်တာ မန်နေဂျာတို့ပြီးဝင်ပြီးအပေါ်မော့ကြည့်လိုက်တဲ့အခါအိုမာဒန်နဲ့ဖြတ်ခနဲ့တီအထက်ကိုပြန်ဝင်သွားတဲ့ချိန်အိုမာဒန်ကြီးရဲ့ခဏတွေးလိုက်ရတဲ့အလှတရားမှာပြီးဝင်ပြီးနင့်မျောသွားပြီးတော့စိတ်ထဲမှာတော့ဘလောင်ဆူနေမှာပေါ့ဒါကိုအိုမာဒန်ကြီးပြုတ်မှာမဟာမင်းလာမင်းအောင်ကျော်ကအခုလိုဆက်ဆူထားတယ်ရှူတိုင်းပင်လင် ကောင်းရင်ဆုံးစွာ မဲအိုမာဒီရှူတိုင်းပင်လင်ကောင်းအင်ဆုံးစွာမဲအိုမာဒီမာယာပန်းမွေးငါ့ကိုပေး၍ကျင်ရေးတွေ့ရှာလေသလိုဆိုပြီးတော့ဆက်ဆူထားတယ် တိဝိမင်းကချက်ချင်းပဲသူတိုင်းပြည်ကိုလှည့်လဲမဲ့အစီအစဉ်ဖြတ်ပြီးတော့နန်းတော်ကိုပြန်ညန်းတော်လည်းရောက်တော့အခန်းထဲဝင်ပြီးတော့ဘာစကားမှလည်းမပြောတော့အစားအစာလည်းမစားတော့တရက်တန်တင်းနေတဲ့တန်ဒီလိုဖြစ်လာတဲ့အချိန်မှာနန်းတော်တခုတော့ဘယင်ဘာဖြစ်တာလဲအဘိပါရကစစ်သူကြီးကသူ့တငယ်ချင်းဘာဖြစ်တာလဲဆိုပြီးတော့စုံစမ်းတဲ့အခါအဘိပါရကစစ်သူကြီးဆိုတာကပိုင်နေရရှိတာပေါ့ညံရှိတာပေါ့ဒါနဲ့သူက ယထားတွေကိုခေါ်မေးလိုက်တယ်ဘာဖြစ်တာလဲဆိုသူ့ရဲ့အိမ်ဝင်ရောက်တယ်သူ့ရဲ့အိမ်မှာသူ့မိမအခုလိုပန်းနေကျဲလိုက်တော့ဘီရင်မင်းမြတ်နဲ့တွေ့လာပြီဆိုတာသိတယ်အဘိဗရကစစ်သူကြီးကချက်ချင်းသိတယ်ဒါဆိုရင်တော့မဟုတ်တော့ဘူးငါရဲ့မိမကိုဘီရင်မင်းမြတ်ကမြင်ပြီးတော့ဆွဲလန်းသွားပြီထက်ဒါပေမဲ့ဒီနေရာမှာသူ့ရဲ့အရှင်သခင်နဲ့သူ့ရဲ့အရှင်သခင်ပေါ်အဘိပါရကစစ်သူရဲ့တစ္ဆာစောင့်သိမှုနဲ့သူတို့ရဲ့ဆက်ဆံရေးကအလွန်ချစ်ဖို့ကောင်းသူ့မိမကိုသူအလွန်ချစ်မြတ်လို့တဲ့သူ့ရဲ့ မိမကိုဘယင်းမင်းမြတ်ကိုဆက်တာလိုတယ်တဲ့အဘိဘာရကစစ်သူကြီးကသူ့ရဲ့အရှင်သခင်စိတ်မကြည်မသာဖြစ်နေတာကိုစိတ်မှာမချမ်းမြေ။အဲကြောင့်သူ့ရဲ့ဒီသူ့ရဲ့ဂတော်ကိုဘယင်းမင်းမြတ်ကိုဆက်တာချင်ဘယင်းမင်းမြတ်ကိုဆက်တာချင်ဒါပေမဲ့ဒီတိုင်းသွားပြေးလို့မရဘူးလေဒီတိုင်းသွားပြေးလို့ဘယင်းမင်းမြတ်ဒီတိုင်းသွားပြေးရှက်သွားမှာအဲ့ဘလို့ကြံလဲအဲ့ဒီကြံတာလဲချစ်စရာကောင်းအဘိဘာရကစစ်သူကြီးကရွာသားတစ်ယောက်ကိုတစ်ခေါင်းတစ်ခေါင်းနဲ့ဝင်စီပြီးတော့မှလူတွေအလဲမှာမေးတယ်ပေါ့ယုတ်ကစိုးကိုမေးတယ်လို့ ਨੇ တို့ရဲ့အရှင်သခင်ကဒီလိုဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ ရုပ်ကစိုးပြောသလိုနဲ့ရွာသားတိတ်ခေါင်းနဲ့ကနေပြောဘီရင်မင်းမြတ်ဟာအဘိပါရကစစ်သူကြီးရဲ့ဂဒေါ်အုံမာဒါနီကိုဆွမ်းလန်းနှစ်သက်တဲ့စိတ်ကြောက်ဒီလိုဖြစ်နေပါတယ်လို့ပြောတဲ့အခါတိုင်းသူပြည်သားတွေကလည်းတိတ်သွားတော့အဘိပါရကစစ်သူကြီးကဒါဆိုရင်တော့ကျုပ်ရဲ့အရှင်သခင်ကိုကျုပ်ရဲ့မိန်းမကိုကျုပ်ကိုယ်တိုင်ဆက်တတ်မယ်ဆိုပြီးအဘိပါရကစစ်သူကြီးကရှေ့တော်ဝင်တယ်။သိဝိမင်းရဲ့ရှေ့တော်ဝင်ပြီးတော့မှဒီလိုဒီလိုဖြစ်နေတာလားမင်းကြီးဒါဆိုရင်မင်းကြီးကိုကျွန်ုပ်ရဲ့ဂဒေါ်ပေါ့ကျွန်ုပ်ရဲ့မိန်းမကိုအရှင်မင်းကြီးရဲ့မိဖုရားအဖြစ်တင်မြှောက်တော်မူပါဆိုပြီးတော့ပေးတယ် အဲ့ဒီခါမှာသီဝိမင်းကအလွန်အရှက်ရဘာဖြစ်လို့လဲလူချင်းမင်းတို့သီဝိမင်းဆိုတာနည်းနည်းရမှမဟုတ်တာဖရာလောင်းကိုရောင်မြတ်ကြီးကိုဒါပေမဲ့အလောင်းတော်ရင်းမာကြီးတွေတောင်အချင်းနဲ့တွေ့ရင်ခဏတော့ယူသွတ်သွားတယ်ဆိုတာဒါအိုမာဒါနီမှာကျွန်တော်တို့ကအထင်ရှားတွေ့ရဒါပေမဲ့သီဝိမင်းကချက်ချင်းပဲအတိညာရဟာရှက်သွားတာပေါ့ငါဒီလိုလူငယ်စကားနဲ့ပြောရင်တော့ဟလာကြောကြောငါဒီလိုဖွင့်ကြောင်းတာကိုနှစ်တွေတောင်တိနေပြီဆိုသီဝိမင်းကတော်တော်ရှက်သွားအဲ့ဒီအချိန်မှာအဘိပါရကကိုပြန်ပြောအဘိပါရက ကိုယ့်ကိုချမ်းသာအောင်လုပ်မယ်ကြံပြီးတော့သူတစ်ပါးတို့ကိုဆင်းရဲဒုက္ခရောက်အောင်လုပ်တဲ့သူသူတစ်ပါးတို့ရဲ့ချမ်းသာကိုဖျက်ဆီးတဲ့သူဒီလူတွေဟာတရားသိတဲ့သူတွေမဟုတ်ဘူးတဲ့ကိုယ့်စီမှာဆင်းရဲချမ်းသာရှိတယ်လို့အခြားသူတွေစီမှာလည်းဆင်းရဲချမ်းသာရှိတယ်ဆိုတာကိုသိတဲ့သူကိုချင်းစာတရားရှိတဲ့သူတို့သာလျှင် တရားသိတဲ့သူဖြစ်တဲ့အဘိပါဒကအလွန်မသားစရာကောင်းတဲ့တိဝိမင်းကြီးရဲ့ဇာတ်ကားဖြစ်တယ်အဲတိဝိမင်းချက်ချင်းအတိတ်တရားဝင်အဘိပါဒကအကျဉ်းချင်းဆက်တယ်သူ့မဲ့မိမောက်ဥမ္မာတန်ကြီးကို လက်မခံမှုညင်းပယ်ပြီးတော့မှနောက်မှတိုင်းပြည်ကိုကောင်းစွာစီမံခန့်ခွဲတော့စီမံအုပ်ချုပ်တော်မူသွားတယ်ဆိုတော့ဒီအုံမာဒါနီဇက်တော်ကြီးကနေကျွန်တော်တို့အဓိကလေးလာသင်ယူရတာကတစ်ချက်ကတော့စီမံခန့်ခွဲမှုသဘောတရားအရဘလောက်ထိသူ့ရဲ့အရှင်သခင်ကိုအဘိပါဒကစစ်သူကြီးကတစ္ဆာရှိလဲဒါအလွန်အားကြစရာချစ်စရာကောင်းတဲ့စိတ်ဓာတ်ဖြစ်တယ်ဒုတိယအချက်ကတော့အချစ်ရဲ့ဘဝဘဝမှာအချစ်ကဘလောက်ထိအရေးကြီးလဲဒီဇက်တော်ကြီးမှာကြည့်ကြည့်ပါတိဝေမင်းကြီးဟာသူ့ရဲ့အချစ်ထက် သူ့ရဲ့ရည်မှန်းချက်ကမြင်မားနေလို့ဖြစ်ပါတယ်။တေးဦးမင်းကြီးရဲ့ရည်မှန်းချက်ကပါလေဖျားလောင်းကိုရောင်မြတ်ကြီးဖြစ်တဲ့အတွက်လောကလူသားတွေရဲ့အကျိုးစီးပွားကိုချမ်းသာကိုဆောင်ရွက်ရမှာဖြစ်တယ်။အဲ့ဒီရည်မှန်းချက်အဲ့ဒီ mission အဲ့ဒီ goal ကြီးကမြင်မားနေတဲ့အတွက်အချက်ဟာသူ့အတွက်အရေးမပါဘူး။အဘွားမှာအချက်ကဘလောက်ထိအရေးပါလဲဆိုတာကိုဘွားရည်မှန်းချက်အပေါ်မှာကိုဘလောက်ခံယူချက်ထားတယ်လဲဆိုတဲ့အပေါ်မှာမူတည်တယ်။လူတွေမှာအမျိုးမျိုးရှိတယ်။တချို့ကသူတို့ဘွားရည်မှန်းချက်အချက်လောက်အရေးမပါဘူး။ဒါဆိုရင်သူတို့ဘွားမှာအချက်ဟာပိုအရေးကြီးတယ်။တချို့ကြတော့ဘဝရည်မှန်းချက်နဲ့အချက်ဟာတူတူလောက်ပဲ။ တချို့သူတွေကြာသူတို့ဘဝရည်မှန်းချက်အချစ်ထက်ပိုပြီးတော့မြင့်မားနေတဲ့အခါမှာအချစ်ဟာသူတို့ဘဝမှာတိတ်အေးမပါတော့အေးမပါဘူးဆိုတာဘဝရည်မှန်းချက်နဲ့ရှင်လာရင်ပြောတာလူတိုင်းမှာတော့အချစ်ဟာရှိပါဒါကြောင့်လူချင်းမတို့ဒါကိုလဲဆင်ကျင်တုံတရားနဲ့ချင့်ချိန်နိုင်မှုအတွက်ဒါမျှဝေပြလိုက်တာဖြစ်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းမတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အော်ဒီစီစီယာ TikTok ကကျွန်တော်မိတ်ဆွေတွေအတွက် အထူးစီစဉ်ဆောင်ရတာဖြစ်တယ်ဒါကြောင့် TikTok ကမိတ်ဆွေတွေကျွန်တော်ဒီစာအုပ်ငါးအုပ်ကိုလိုချင်နေဆိုရင်တယောက်တအုပ်ပေါ့နော် TikTok ကမိတ်ဆွေတွေလည်းပေးมาဖြစ်ပါတယ်အခုကျွန်တော်ဒီအစီအစဉ်လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါဒီစာအုပ်ငါးအုပ်ကိုတယောက်ကိုတုံုံတုံးနဲ့ကိုမောင်မောင်ရရဆိုကိုမောင်ဖတ်ဖို့ဆိုရင်ကျွန်တော်အမှတ်တရလက်မှတ်နဲ့တူအိမ်တန်ရာရောက်ပို့ကပါမပေးရဘူးပေးဖို့ပြီးมาဖြစ်ပါတယ် TikTok အတွက်တည်တံ့ဖြစ်ပါတယ် ပြီးတော့အခုလာမယ့်မတ်လ23မှာကျွန်တော်ရဲ့ meet and greet in Yangon ထူးခြားတဲ့အစီအစဉ်ကြီးဖြစ်ပါတယ်ကျွန်တော်စာရေးဆရာတက်တက်ဟောပြောပွဲတက်တက်မှာတစ်ခါမှမလုပ်ဘူးပါဘူး fan meeting မှာသို့တော်စာရေးဆရာဆိုတော့ meet and greet လို့ကျွန်တော်တက်ထားပါတယ်မတ်လ23ရက်နေ့နေ့လယ်2:00နာရီ Pan Pacific Hotel မှာကြီးကြဲခမ်းနားစွာကျွန်တော်ဆောင်ရွက်ကျင်းပမှာဖြစ်တယ် အဲ့တော့ကျွန်တော်အမေရိကန်ပြည်သက်တွေနဲ့တွေ့မယ်လင်းသားညွန့်လောက်တာဖြစ်တဲ့အတွက်ဟောပြောမှုတော့ပါမယ်မြန်မာ New Year Success တော့နှစ်တကူအောင်မြင်ဟောပြောမှုပါမယ်ပြည်သက်တွေကျွန်တော်လက်ဆောင်ပေးခြင်းယူလာခဲ့လက်ဆောင်တွေကိုလက်ခံမဲ့အစီအစဉ်ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ရွေးချယ်ပြီးစုပေးမဲ့အစီအစဉ်တွေပါတယ်ကျွန်တော်စာအုပ်တွေစုထားတဲ့သူတွေယူခဲ့စာအုပ်အများဆုံးစုနိုင်တဲ့သူကိုစုပေးမဲ့အစီအစဉ်တွေပါတယ်ကျွန်တော်လည်း game ကစားမဲ့အစီအစဉ်တွေပါတယ် sponsor လုပ်ငန်းရှင်တွေနဲ့ရင်းနှီးချစ်ခင်စွာကျွန်တော်တို့ဒီ panel discussion အစီအစဉ်တွေနဲ့ညစာစားပွဲအတွက်မဲနိုင်မဲ့အစီအစဉ်တွေအခြားအခြားသောထူးခြားတဲ့အစီအစဉ်တွေများစွာပါဝင်ပါတယ် ticket fee ဆိုလည်းမိတ်ဆွေလုပ်ငန်းရှင်တွေရဲ့ကုန်ကျစရိတ်နဲ့အဓိကဆောင်ရွက်တာဖြစ်တဲ့ sponsor နဲ့ဆောင်ရွက်တာဖြစ်တဲ့အတွက်အလွန်သက်သာတဲ့နှုန်းထားနဲ့ normal ticket နဲ့ VIP ticket ကိုသတ်မှတ်ထားတယ် ticket လိုချင်ရင်နာမည်နဲ့ဖုန်းနံပါတ်ရဲ့ Messenger မှာ message မှာရေးထားပေးပါเนาะကျွန်တော် ticket လိုချင်ပါတယ် meet and greet ticket လိုချင်ပါတယ်လိုအပ်တဲ့အချက်အလက်တွေပြန်ပြောပေးမယ်ပြန်ပို့ပေးရင်ကျွန်တော်တို့ကချက်ချင်း ticket နံပါတ်ထုတ်ပေးမှာဖြစ်တယ်စောစောဝယ်မှာခုံနေရာစောစောရမှာဖြစ်ပါတယ် personal branding တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်မတ်လ25မှာ online တင်တန်းစမယ် personal branding ကထုံးစံတိုင်းတစ်လတင်မှာဖြစ်တယ်အပြင်လူတွေတင်တန်းကတော့မတ်လ29 30မှာရန်ကုန်တော်ဝင်စင်တာ3လမှာရှိတဲ့ MLM တင်တန်းကြောင့်မှာနှစ်ရက်တက်ရမှာဖြစ်တယ် ်ပါဆနယ်ဘရန်ဒင်းကတော့မိမိတို့ရဲ့ပါဆနယ်ဘရန်ဒင်းကိုနှစ်သိမ့်မှာတိဆောက်ချင်တဲ့သူတိုင်းတက်ရောက်တင်ပါတယ်အွန်လိုင်းသင်တန်းဒီမတ်လ25ကနေတက်လာတက်ရမယ်အွန်လိုင်းအသင်မှာဖြစ်တဲ့တဲ့ဘယ်ဒေတာမှမဆိုတက်နိုင်တယ်မတ်လ29 30မှာတော့လူတွေးနဲ့ရတက်ရမှာဖြစ်ပါတယ်သင်တန်းတော့စိတ်ဝင်စားရင်နာမည်ဖုန်းနံပါတ်ရော message မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်20% discount ဆက်ပေးထားပါတယ် we must work together we must build our nation